အမဘောနော်အခုလာနည်းနည်းလေးတောက်ကြရနေရယ်နော်လွတ်လွတ်လွတ်နဲ့လည်းမသိမ့်မြဲဘူးဆိုတော့လေအမတို့အတူတူချိန်မိများလာလားမသိဘူးကျေ။ဩချိန်မိလာစရာလားဒုက္ခပဲသူနဲ့ကိုနေတန်းကြီးမှမတူတာဒုက္ခပါပဲ။ဒီမှာနောက်ကြပြီးမှလာတယ်ဆိုတာကလေအမ နောက်ဆုံး date အိတ်နဲ့လွယ်ဖို့အဲပြီးတော့နောက်ဆုံးမှလာတယ်ဆိုတော့လေအားလုံးရဲ့အာရုံကကိုယ့်ပုံမှာစိုက်သွားတယ်အဲဒါကြောင့်မလို့မဟာလေးမှန်တကယ်ဆိုလို့ရှိရင်လွန်းလွန်းလွတ်ထက်တောင်းမှမိနစ်ပိုင်းလေးစောပြီးတော့ရောက်တာဒါပေမဲ့သူ့နောက်မှဝင်တာအားလုံးရဲ့နောက်ကျမှဝင်တာဒီမရဲ့ဒီမသိပါတယ်ဟိုအငိမ့်တို့နှစ်ပါးသွားတို့ဆိုလို့ရှိရင်လေခေါင်းဆောင်မင်းသမီးကနောက်ဆုံးမှထွက်အဲ့ဘောပါဟုတ်ကဲ့ပါသိပါတယ်ရှင်အမအမအခုပေါ့နော်ရိုက်ထားတဲ့လက်လန်ဆိုတဲ့ဇာတ်ကားမှာပေါ့နော်ဘဒူကဆက်ဆောင်ဘဒူကဇက်ပို့လည်းမသိဘူးရှင်ဩညီမရဲ့မင်းရိုက်တာက င်မအမရဲ့ဝါအမရဲ့တဘာအမရဲ့အရေးအချင်းအမရဲ့အောင်မြင်မှုအမရဲ့ talent နဲ့ဆိုလို့ရှင်အမကဆက်ဆောင်ပေါ့အမဒီဆက်က သူကလည်းစက်ဆောင်နေရတင်ထားတယ်လို့ကြားရတယ်နော်ညီမတို့အဲ့ဒါ तू ယူလို့ပါကွယ်ဟုတ်ဒါပေမဲ့ပေးတယ်လူတွေကမယူဘူးလေမဟုတ်ပဲပြီးမှာပါမှားပဲရမှာပါအာဟုတ်ကဲ့ပါညီမဒါဆိုလို့ရှင့် Academy ရင်ခုန်တန်လေးပေါ့နော်အမအရှမ်းရှင်နေခုန်နေမှာပေါ့နော်အရှမ်းတော့လည်းမခုန်ညီမဘာလို့ဆိုတော့လေကိုရမယ်ဆိုတာလေကိုကချင်းတေပေါင်းလေးပါတည်နေတဲ့ခါကျတော့လေတအားကြီးတော့လည်းမခုန်တော့ပါဟုတ်ကဲ့ပါရှင့်အမ Academy ဆိုယူအမရရှိပါစေလို့ညီမဆုတောင်းပေးလိုက်ပါနော်ပြီးမှာပါအမေစကံပြင်ပါပါ။ဟုတ်ကဲ့ပါရှင်။ဒီမှာလည်းဟုတ်ကဲ့ပါ။ you've done it.